သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာ ထမအုပ်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အေအေထောက်ပံ့ရေးအဖွဲ့ဝင်များကိုမူရည်စေဝါများနဲ့တူဖန်စီရရှိတယ်လို့စစ်ကောင်စီကတင်လိန်လေထုတ်ပြန်နေပြီးစစ်ရာဇဝတ်မှုများကိုဖုံးကွယ်ရတဲ့နိုင်ငံတကာမှာအေအေရဲ့ဂုံတိတ်ခါကိုညှို့နှွမ်းစေရန်ဇက်လန်းစင်ဖန်တီးနေတယ်လို့ခိုင်တုခပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည်တွင်းမှာအေအေထောက်ပံ့ရေးအဖွဲ့ဝင်များကိုမူရည်စေဝါများနဲ့တူဖန်စီရရှိကြောင်းစစ်ကောင်စီကတင်ထုတ်ပြန်မှုများဟာလိန်လေမှုများသာဖြစ်ပြီးစစ်တပ်က၎င်းတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများကိုဖုံးကွယ်ရန်နဲ့ နိုင်ငံတကာမှအေအေရဲ့ဂုံတိတ်ခါညှို့နှံ့စေရန်ရည်ရွယ်ချက်ရှိရှိဇက်လန်းစင်ဖန်တီးနေခြင်းဖြစ်ကြောင်းအေအေပြောခွင့်ရပုဂ္ဂိုလ်ဥက္ကဋ္ဌခကပြောဆိုလိုက်ပါတယ်။ဧပြီလနဲ့မေလအတွဲမှာမလေးရှားနိုင်ငံကိုပို့ဆောင်မဲ့မူရည်စေဝါများတန်ဖိုးအဖြစ်ငွေကျပ်282ဒသမ3.5ဘီလီယံခန့်ကိုဖန်ဆီးရရှိပြီးပါဝင်ပတ်သက်သူ26ဦးတို့ကိုဖန်ဆီးနိုင်ခဲ့ကြောင်းအဆိုပါဖန်ဆီးရရှိသူများထဲမှာအရခတ်တက်တော်အေအေရဲ့ထောက်ပံ့ရေးအဖွဲ့ဝင်ပါဝင်ကြောင်းစစ်ကောင်စီကယမန်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အေအေကိုမူရစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့အကျန်းပတ်စစ်တပ်ကမကြာခဏဆိုသလိုဆွဆွဲမှုများကိုလှုပ်ဆောင်လေးရှိကြောင်းလက်ရှိကာလမှာစစ်တပ်ကတပဲရင်မှလူမမဲကလေးများကိုတတ်ဖြတ်ခြင်းအပါအဝင်စစ်ရာဇဝတ်မှုများစွာကျူးလွန်ခဲ့ကြောင်းအဆိုပါစစ်ရာဇဝတ်မှုများကိုဖုံးကွယ်ရန်အတွက်အေအေကိုလှုပ်ကြံဖန်တီးဆွဆွဲခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာလောင်းကစားမူရစ်ဆေးဝါးကြားပြတ်အမှုမျိုးကိုစစ်ကောင်စီနဲ့ဗိုလ်ချုပ်ကြီးများကသာထိန်းချုပ်လုပ်ကင်နေခြင်းဖြစ်ကြောင်းဥက္ကဋ္ဌကပြောပါတယ် ဒီကိစ္စကတော့အကြမ်းဖက်စစ်တပ်ရဲ့အခြေအမြစ်မရှိတဲ့လောက်ကြံဖန်တီးတဲ့ဆွဆွဲချက်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့နဲ့လုံးဝဆက်ဆက်မှုမရှိပါဘူး။ခမည်းတော်လည်းအားလုံးသိတဲ့အတိုင်းပဲမြန်မာပြည်မှာမူရစ်စေဝါလောင်းကစားကြားဖြန့်လိန်လယ်မှုတွေအကုန်လုံးကိုထိန်းချုပ်လုပ်ကင်နေတာကမင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေပဲဖြစ်ပါတယ်။ဒါဟာမြန်မာပြည်သူတရက်လုံးသိကြတဲ့နိုင်ငံတကာအတိုင်းဝိုင်းကလည်းသိကြတဲ့ကိစ္စဖြစ်ပါတယ်။အခုလည်းပဲဒီရဲ့ပိုင်းမှာခမည်းတော်သတိထားမိမှာပေါ့။ အကြမ်းဖက်စစ်ကောင်စီကတပည့်ရင်မှာလူမမဲ့ကလေးတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအတွက်ကျွန်တော်တို့အရခဒေတာမှာလည်းပဲအပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာတွေကိုဘာတိုက်ပွဲမှာဖြစ်ပွားတာမရှိဘဲတုံးရက်ဆက်တိုက်ရည်ရွယ်ချက်ရှိရှိပြည်သူတွေကိုဥတည်ပြီးတော့မှပြစ်မှတ်ထားအစုလိုက်အပြုံလိုက်တေးကြေးအောင်လေချောင်းကနေလာရောက်ပြစ်ခတ်တဲ့ကြီးမားတဲ့စစ်ရာဆွဲမှုတွေကိုမြန်မာပြည်အနှံ့မှာဆက်လက်ကျူးလွန်နေတာရှိတယ်။အကြမ်းဖက်စစ်ကောင်စီကဒီလိုကြီးမားတဲ့တပ်ဖြတ်မှုတွေကိုစစ်ရာဆွဲမှုတွေကိုဒီလိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကို သူတို့ဖုံးကွယ်ဖို့အတွက်ကျွန်တော်တို့ ULAAA ကိုမတရားလုပ်ကြံဆွဆွဲတာသာဖြစ်တယ်လို့ဥခိုင်ဒုခကပြောပါတယ်စစ်ကောင်စီက AAA ကိုမူးယစ်စေဝါမှုနဲ့ဆက်ဆက်တဲလို့ဆွဆွဲနေခြင်းကိုကြည်လင်တပုံစံနဲ့ဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ကြောင်း AA ကတိမ့်ပိုက်ထားတဲ့နေမြများကျေပြန့်လာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအပါအဝင်အိမ်နီးချင်းနိုင်ငံများက AA ကိုဆက်ဆံလာမဲ့အရေးကိုစစ်တပ်ကမလိုချင်၍ဂုံတိုက်ခါကြဆင်းစေရန်လှုံ့ဆော်မှုဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ဒီလိုမျိုးအရင်ကလည်းပဲအကြိမ်ကြိမ်ဆွဆွဲမှုပါတယ် စစ်ဆွဲချက်အချင်းချင်းကိုပြန်ကြည့်မယ်ဆိုရင်လဲသူတို့ဇလန်းစင်နာရီအားလုံးကတပုံစံနဲ့ဖြစ်နေတာတွေ့ရမှာပါတဟာစစ်ကောင်စီရဲ့လုံနေကြလုံကြံဖန်တီးနေကြဇလန်းတွေသာဖြစ်ပါတယ်နောက်တစ်ချက်ကနေမီထိန်းချုပ်မှုကျေပြန့်လာတဲ့ ULAAA ကိုကုလသမဂ္ဂနဲ့အိန္ဒိချင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းကအတိမတ်ပြုဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ကိုက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကကျွန်တော်တို့ကိုဂုံတိတ်ကညှို့နှံစီလိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုမျိုးနိုင်ငံရေးအောက်လုံးတွေတုံးပြီးမတရားလုံကြံတိုက်ခိုက်လာတာဖြစ်ပါတယ်လို့ဥက္ကဋ္ဌကဆိုပါတယ် လက်ရှိမှာအေအေနဲ့စစ်ကောင်စီတပ်များကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကကြောက်ဖြူမြို့ကိုလက်မလွတ်ရစေရေးအတွက်လေကြောင်းတိုက်ခိုက်မှုများနဲ့စစ်အင်အားဖြည့်တင်းမှုများတောက်လျှောက်ဆုတလို့လှုပ်ဆောင်လျက်ရှိကြောင်း AAC ရေးသတင်းအရင်းမြစ်များထံကနေသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့တောင်ငူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လီတာစခန်းကိုတရားခေါ်မမရှော့တိုက်တုံးနဲ့ပြစ်ခတ်မှုရှစ်လုံးတိမှန်ခဲ့ပြီးထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းတောင်ကုန်မြို့ကေတုမတီလေတစခန်းအတွင်းကိုတရခွန်မမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရှစ်လုံးအောင်မြင်စွာကြာရောက်ပေါက်ကွဲခဲ့ပြီးထိခိုက်ဒေဆုံးပျက်စီးမှုများရှိနိုင်ကြောင်း Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ယနေ့မေလ16ရက်နေ့နနက်7:48မိနစ်အချိန်မှာတောင်ကုန်မြို့ကေတုမတီလေတစခန်းကိုတရခွန်မမရှော့တိုက်ဒုံး17လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရှစ်လုံးအောင်မြင်စွာကြာရောက်ပေါက်ကွဲခဲ့ပြီးထိခိုက်ဒေဆုံးပျက်စီးမှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့သိရှိရပါတယ်။ တောင်ငူလေတက်စကန်ဟာစစ်ရာဇဝဲမှုများကျူးလွန်ရမှာအရေးပါတဲ့လေတက်တောက်တိုင်တစ်ခုအဖြစ်ထန်းဆောင်ပေးနေတဲ့အပြင်ယခုရက်ပိုင်းတောင်ပိုင်းတော်လိုင်းအင်အားစုများရဲ့တော်လိုင်းရေလှရှားမှုများကိုလည်းလေကြောင်းမှဒရဇက်ဘုံကျဲတိုက်ခတ်ရမှာအဓိကပါဝင်နေတဲ့လေတက်စကန်တစ်ခုဖြစ်တဲ့အတွက်ကြောင့် BWM Mission 37ဖြစ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors of Myanmar BWM Mountain Knight Civilian Defense Forces MKCDF Anti-Coup People's Liberation Force ACPLF နဲ့ တန်တောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့တွေကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြေပြင်စစ်ဆင်ရေးများမှာပြည်သူတော်လှန်ရေးအင်အားစုများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲကြာရှုံးမှုများစွာနဲ့ရင်ဆိုင်လိုက်ရတဲ့စစ်ရှုံးစစ်ကောင်စီဟာလေတပ်ကိုအာကိုပြီးဝေဟင်အသာစီးနဲ့တော်လှန်ရေးအင်အားစုများကိုဒဏ်ပြန်တိုက်ခိုက်လာကြောင်းမကြသေးမီကတပင်းရင်အိုထင်းကွင်းကြီးရွာစာတင်ကျောင်းမှာကျောင်းသားကျောင်းသူကလေးငယ်များနဲ့ ဆရာဆရာမများကိုဘုံကျဲတက်ဖြတ်မှုအပအဝင်နိုင်ငံတော်အရက်ပတ်ပြည်သူများကိုပြစ်မှတ်ထားဘုံကျဲတက်ဖြတ်ခြင်းများနဲ့၎င်းတို့ရဲ့မတရားလူယူထားတဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ဖို့စ조사နေကြောင်းအသိပေးထားပါတယ်။နှွေဦးတော်လည်းအောင်မြင်ရန်စစ်ကောင်စီလေတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေရင်များပိုင်းလော်များလေရင်စီဘုံသီးတစားထုတ်လုတ်တဲ့ဆက်ယုံအပအဝင်လေတပ်ကိုအားပြည့်တဲ့ထောက်တိုင်မျိုးစုံကိုဖြိုလဲရင်လက်လန်းမိတဲ့တော်လည်းအင်အားစုများပြည်သူများမှတတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကြိုးပမ်းကြရဲ့မြစ်တာရက်ခံထားပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဒဝယ်မြို့နယ်အရှိတောဒေသကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းကြီးပူးပေါင်းတပ်များတိုက်ပွဲဖြစ်စစ်သား6ဦးထပ်မံနဲ့တိတ်ဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝယ်မြို့နယ်အရှိတောဒေသကိုအင်အား200ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းကြီးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးစစ်သား6ယောက်လုံးတိတ်ဆုံးသွားကြတယ်လို့လောင်းလုံးပန်နီဆူလာဖို့စ်တပ်ဖွဲ့ကတဲ့ရင်ထုတ်ပြန်ထားပါတယ်။ မေလ28ရက်နေ့ကဒဝယ်မြို့နယ်အရှိတော်ဒေသကိုအင်းအား200ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဧပြီလ2ရက်နေ့ကအရှိတော်ဒေသမှာရှိတဲ့တော်လန်ရေးပူပေါင်းအင်အားစုတွေကတရက်ငုတ်ကြေးရွာနဲ့ရမဇူကြေးရွာအကြတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်မေလ9ရက်မှာဘဝပင်ကြေးရွာတာဝါရိုင်းနီးထပ်မံတိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရှိရပါတယ်။မေလာ၁၀ရက်နေ့မှာလည်းထပ်မံတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားကို၁၀ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၆ယောက်ထပ်မံနဲ့ ိတ်ဆုံးသွားပြီးအယောက်40ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းရဲဘော်၂ယောက်လည်းကြာဆုံးခဲ့ရပြီးတယောက်ပြင်းထန်ဒဏ်ရာရရှိက၄ယောက်လည်းမစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဒေါနာချေမွန်ကြီးတပ်ခွဲခုနှစ်လောင်းလုံပင်နီဆူလာဖို့စ် LPF နဲ့အတူဒဝဲအရှိတော်ဒေသမှာရှိတဲ့တော်လိုင်းအင်အားစုတွေဖြစ်ကြတဲ့ဒဝဲခရိုင်အမှတ်နဲ့တက်ရင် T5, DGRF, DNLA, DEF, EDMU, EDF ချက်တဲ့နဘီလုံးပြောက်ချာ KNU တက်မဟာလီတက်ရင်စနစ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ထပ်မံသိရှိရတဲ့သတင်းကတော့လှိုင်းတာယာချမ်းရီ Editors ဖနက်ဆက်ယုံမှာတရက်လျင်လှုပ်အားက12000ရရှိရေးဆန္ဒပြမှုအတွက်ဆက်ယုံကတရက်လျင်လှုပ်အားက8500ကျပ်ဝန်းကျင်သာတိုးပြီးအလို့သမားထောင်ချီသဘောမတူပဲကိုယ်စားလှယ်များနဲ့စာချုပ်ချုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းလှိုင်တရာမြို့နယ်လှိုင်တရာချမ်းရီ Adidas ဖက်နက်ဆက်ယုံမှာတရက်လျင်လှုပ်အားက1000ရရှိရေးအလို့သမားများရဲ့စန္နာပြမှုများအတွက်ဆက်ယုံကတရက်လျင်လှုပ်အားက8500ကျပ်ဝန်းကျင်သာတိုးပေးကြောင်းစန္နာပြအလို့သမားများကဆိုပါတယ်မေလ14ရက်နေ့မှာစတင်ပြီးအလို့သမား6000ကျော်ကလှုပ်အားကလစာတိုးမြင့်ရရှိရေးစန္နာပြခဲ့ကြပြီး၄ရက်မြောက်နေ့မှာစစ်ကောင်စီရဲ့လှုပ်သမားဝန်ကြီးဌာနမှကိုယ်စားလှယ်များဆက်ယုံတဲ့လှုပ်သမားကိုယ်စားလှယ်ဆိုသူတချို့ကဆွေးနွေးခဲ့ကြကြောင်းအဲ့ဒီလိုဆွေးနွေးရမှာတရက်လျင်လှုပ်အားက1000တိုးပေးရမှာမဖြစ်နိုင်မဲ့ နိုင်ငံတော်ရဲ့အ ਨੇ ဆုံးလောက်ခလစာပြဋ္ဌာန်းချက်ကိုဖောက်ဖျက်၍မရကြောင်းဒါကြောင့်အပူဆောင်အနေနဲ့ဇယိတ်တချို့ထပ်မံထည့်ပေါင်းပေးကတရက်လျင်စုစုပေါင်းလောက်အား8500ကျပ်ဝန်းကျင်သာတိုးပေးကြောင်းသိရှိရပါတယ်ကျွန်တော်တို့တောင်းတာကအစိုးရထောက်ပံ့ကြီးမပါတရက်ကိုလောက်အားက12000ကျပ်ပါမနေ့ကအလုတ္တမကိုစလေဆိုသူတွေကပြောတာကအစိုးရထောက်ပံ့ကြီးမပါအ ਨੇ ဆုံးတရက်လောက်အားက8000ကျပ်ရမယ်ပြောပြီးအခုကျတော့အစိုးရထောက်ပံ့ကြီးရောဘာကြီးညာကြီးပေါင်းမှလောက်အားကတရက်ကိုငွေကျပ်8500ပဲရတယ် နောက်ပြီး OD ကြီးကလည်းတိုးမပေးထားဘူးသဘောတူညီချက်လက်မှတ်ထိုးပေးတာကလည်းအလို့သမားအလုံးကိုအတိမပေးဘူးနောက်ပြီးစာချုပ်မှာတနည်းအတွင်းဆန္ဒမပြရကြီးကပါနေတယ်အဲ့ဒါတွေကအလို့သမားအများစုမသိပဲလက်မှတ်ထိုးလိုက်ကြတယ်အလို့သမားကိုစလေကိုဦးဆိုတာကလည်းဖုံးခေါ်လို့မရဘူးဖုံးတွေပိတ်သွားကြပါတယ်လို့ဆန္ဒပြအလို့သမားတဦးကဆိုပါတယ်လက်ရှိစက်ယုံဘက်ကတိုးပေးလိုက်တဲ့လုံအားကနဲ့တလားလျင်အလုတမားအနေနဲ့အခြေခံလစာ2သိန်းကျော်သာရရှိပြီးအချိန်ဘူရှိမှသာလစာ3သိန်း8000ဝန်းကျင်ရရှိကြောင်း လက်ရှိမှာစက်ရုံက OT အချိန်ပိုမပေးတော့ကြောင်းဒါကြောင့်လိုအားခလာစာမှာအလို့သမားတဦးလျင်ငွေကျပ်2သိန်းနဲ့2သိန်းခွဲကြားသာရရှိ၍လက်ရှိကုန်စည်နှုန်းနဲ့ဘယ်လိုမှအဆင်မပြေနိုင်ကြောင်းပြောဆိုကြပါတယ်။အလို့သမားတွေကိုချမပြပဲသူတို့သဘောနဲ့သူတို့လက်မှတ်ထိုးလာကြတယ်။လိုချင်တာကတရက်ကိုလိုအားက1000လောက်ရမှကျွန်တော်တို့အသက်ရှူ6ယုံပဲ အခုဟာကတရက်ကို8500ပဲပေးတာရက်မှန်ကြီးကိုပဲတိုးထားတာဒါတောင်စာချုပ်မှာတနေ့အထိဘာမှထပ်မတိုးပြီးတော့ဘူးအလို့သမားကိုစလေဆိုသူတွေကလည်းဖုန်းတွေဆက်ပိတ်ထားကြတယ်စက်ရုံဘက်ကလည်းလောက်ခလာစာတိုးတာမဟုတ်ဘူးထောက်ပံ့ကြီးဆိုပြီးမဖြစ်စလောက်တိုးလာတာလို့ဆန္ဒပြအလို့သမားတဦးကဆိုပါတယ်လှိုင်းတရားမြို့နယ်မှာရှိတဲ့ချန်ယီအက်ဒီတက်စက်ရုံမှာထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီးအလို့သမားစုစုပေါင်း6269ဦးအလို့လုတ်ကင်နေတဲ့စက်ရုံဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တော်လန်ရေးစာရေးဆရာရဲ့တယောစာလေးကတော့ ပကပအဆင့်ကိုတက်ပြီးတပည့်ဖြစ်သူတွေကချက်လက်စဝတ်သားတွေကိုပြစ်ထားပြီးမစုတ်တန်းခံစစ်စခန်းကခွေပြေးဝက်ပြေးအလူအရက်ထွက်ပြေးနေချိန်မှာသူတို့ရဲ့အပကတော့အမေရိကန်ကအခွန်တိုးမကောက်တင်ဘူးလို့ကဘာတိပြောကြားလိုက်ပါတဲ့အဲ့ဒီလိုပြောတာဟာမြန်မာနိုင်ငံတစ်ခုတည်းအတွက်မဟုတ်ပဲကဘာကြီးတစ်ခုလုံးအတွက်ရည်ရွယ်ပြီးပြောရဆိုရတာဆိုပဲမြန်မာနဲ့အမေရိကန်တို့ရဲ့ကုန်သွယ်ရေးကဒေါ်လာတန်း900လေးပဲရှိလို့ပါတဲ့ ရခိုင်ချင်းရှမ်းမြောက်ကချင်းကယစကိုင်းအထက်ပိုင်းနဲ့ကရင်ကိုပါရာနှုံးပြည့်နိဗ္ဗာန်လက်လွတ်ထားရတဲ့သူငလင်းအလူတွေကိုဘုံပြီးဘယ်အဆောက်အုံတစ်ခုကိုမှပြန်မဆောက်နိုင်တဲ့သူနိုင်ငံတကာဆန်ရှင်ထိလို့မျက်ဖြူစိုက်ရတဲ့အထက်နေဆက်ကုံတို့ရေးစကန်80ရာခိုင်နှုန်းလက်လွတ်လိုက်ရတဲ့သူကြပြန့်ကွင်းပြက်ပြီးမူရစ်စေးလုပ်ငန်းသာကြံရှိတဲ့သူကစောက်ကြီးစောက်ကျဲတွေထပြောတဲ့လောက်ရဟာဟာကနေဟင်းကနေဖြစ်သွားစေပါတယ်လီ အတုံးမကြတဲ့ငါယိုးမာသာကာကျုပ်လို့လိုက်လွင့်ဆဲခဲ့တဲ့ဇော်ဘုံဟင်ဘာဆောက်အကြီးအချင်းမှမရှိဘူးလို့ပြောခဲ့တဲ့မပုတုလာခဲ့အဟွာနဲ့နှစ်ခါပွတ်လွတ်မဲ့လို့ပြောခဲ့တဲ့ကြောက်စေကထမင်းတဲ့ဒဇင်ယူစောက်တုံးမကြတဲ့တက်ချုပ်ကြောင့်တမျိုးပြီးတမျိုးစိုးအောင်စိုးအောင်လို့អော်ခဲ့တဲ့ကြော်ဆူယူရှင်းရှင်းပြောရရင်ဥမင်းအွန်လိုင်းကိုရောနာဆာကတဖွဲ့လုံးကိုပါကျွန်တော်မကြည့်ညိုဘူးလို့အယူွက်နေပြောခဲ့တဲ့ကြောင်မျိုးမင်းဒီလောက်စောက်တုံးမကြတဲ့ကောင်ကိုတခါမှမမြင်ဘူးဘူးဆိုတဲ့ဘူးလက် ဘာအရေးအချင်းမှမရှိဘဲတမရာယူယူလို့တိုင်းပြည်ပြက်ရတာလို့ဆိုခဲ့တဲ့ဖင်လန်ကပြောင်ကြီးစတဲ့ဘောမတွေဟာအခုတော့အတန်ပြိုင်တူထွက်လာကြပါတယ်။ငါတို့အပကဘာအဆင့်အထိထိုးပေါက်လာနေပြီကွာတဲ့။ဟေးဟုတ်လားကွာဆိုပြီး ICC ကခေါင်းထောင်ထပြီးပြုံပြုံကြီးကြည့်တယ်။ပြည်သူတွေကလည်းဝိုင်းပြီးအော်ပါပေးကြပါတယ်။တောက်ဒီမအင်းယူချက်ကတော့ကွာ။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအစုံထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ပါပါစေခင်ဗျာ။